အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Japanese Gallery Channel မှာထားပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဘလော့ရေးပြောပြပေးခြင်းနဲ့အကြောင်းအရာလေးကတော့အခုတလောဂျပန်မှာရှိတဲ့မြန်မာအတိုင်းဝမ်းကြားထဲမှာလူပြောများနေတဲ့ဒီဂျပန်အစိုးရကနေပြီးတော့လူသားချင်းစာနာထောက်ထားမှုဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ထုတ်ပေးထားတဲ့တုတ်တိခတ်စတိုဗီဇာနဲ့ပတ်သက်ပြီးတော့ဒီအစိုးရပြောင်းလဲဖြစ်ပြီးနောက်ပိုင်းမှာဒီဗီဇာကိုထုတ်မပေးတော့ဘူးလို့ပြောနေတဲ့သူတွေလည်းရှိသလို တချို့ကလည်းဒါဟာကောလာဟလတက်တက်ပဲတကယ်ဖြစ်မလာဘူးလို့ပြောနေတဲ့သူတွေလည်းရှိပါတယ်ဒီနေ့မှာတော့ဒီ Tok Thikas to visa နဲ့ပတ်သက်ပြီးတော့ဒီ visa ဟာဘယ်လို visa အမျိုးအစားလဲဘယ်လိုလူမျိုးတွေကိုထုတ်ပေးနေတာလဲနဲ့အဒီအစိုးရအပြောင်းလဲဖြစ်ပြီးနောက်ပိုင်းမှာဒီ visa နဲ့ပတ်သက်ပြီးတော့ဘာတွေပြောင်းလဲမှုရှိနိုင်မလဲဘယ်လိုတွေတတိထားမလဲဆိုတာကို အနေငယ်သုံးသပ်ဆွေးနွေးကြပါတယ်ပထမဦးဆုံး disclaimer အနေနဲ့ ါဟာကျွန်တော်ရဲ့သုံးသက်ချက်တသက်ဖြစ်တဲ့ကြောင့်မလို့တကယ်လို့အမားပါခဲ့လို့ရှင်လေခွန်လို့ပြဖို့ခုတည်းကတောင်းပန်ချင်ပါတယ်အားလုံးပဲအဆုံးထိနားထောင်ပေးကြပါအောင်ခင်ဗျာ အော်ဒါနဲ့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်လက်ရှိဂျပန်နိုင်ငံမှာကျွန်တော်တို့မြန်မာနိုင်ငံသားလူဦးရေ3,300ကျော်ဝင်ကျင်ကန်ရှိပါတယ် လွန်ခဲ့တဲ့2024ခုနှစ်မတိုင်ခင်အထိတော့ကျွန်တော်တို့မြန်မာနိုင်ငံသားလူဦးရေ8000ဝန်းကျင်ကန်ရှိခဲ့ရာကနေပြီးတော့အခုလက်ရှိ2025စစ်တမ်းအထိကျွန်တော်တို့မြန်မာနိုင်ငံသားလူဦးရေဂျပန်နိုင်ငံမှာတသိန်းနဲ့3000ကျော်ဝန်းကျင်ကန်ရှိတယ်လို့ Google ရဲ့အချက်လက်တွေကဖော်ပြထားပါတယ်။တချို့တွေကလည်းဝက်ဗီဇာနဲ့ဂျပန်နိုင်ငံမှာအလုပ်လုပ်ကင်နေတဲ့သူတွေလည်းရှိသလိုတုတ်တေဂီနိုလို့ခေါ်တဲ့အထူးကျွမ်းကျင် လုပ်သားဗီဇာဂီနိုဂျီရှူဇီလို့ခေါ်တဲ့ဒီ အလုတ်တင်သင်တန်းသားဗီဇာတွေနဲ့အလုတ်လုတ်ကင်နေတဲ့သူတွေလည်းရှိပါတယ်။တချို့ကတော့ចောင်းသားဗီဇာနဲ့ဂျပန်နိုင်ငံမှာចောင်းတက်နေတဲ့ចောင်းသားတွေလည်းအများပြားရှိပါတယ်။ business ဗီဇာလို့ခေါ်တဲ့ဒီတထေးဗီဇာနဲ့ဂျပန်နိုင်ငံမှာလုပ်ငန်းတွေလုတ်ကင်နေတဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေလည်းရှိသလိုတေဂျူအေဂျူစတဲ့ဗီဇာတွေနဲ့ဂျပန်နိုင်ငံမှာအမြဲတမ်းနေထိုင်ခွင့်ရထားတဲ့မြန်မာလူမျိုးတွေလည်းရှိပါတယ်။ တချို့ကတော့ခီကာလို့ခေါ်တဲ့ဂျပန်နိုင်ငံသားခံယူထားတဲ့သူတွေလည်းရှိသလိုကာဇူခုဗီဇာနဲ့ဂျပန်နိုင်ငံမှာနေထိုင်နေတဲ့သူတွေလည်းရှိပါတယ်တချို့ကတော့ဒီတုတ်တေကာစတိုလို့ခေါ်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုတဲ့ကောင်းတဲ့အကောင်နဲ့ထုတ်ပေးထားတဲ့ဗီဇာနဲ့နေထိုင်နေတဲ့သူတွေလည်းအများပြားရှိပါတယ်ဘလို့ဗီဇာနဲ့ပဲနေနေဒီလိုဗီဇာတွေဟာဂျပန်အစိုးရကနေပြီးတော့တရားဝင်ထုတ်ပေးထားတဲ့ဗီဇာတွေပဲဖြစ်ပါတယ် မကြာသေးခင်ကဂျပန်ဆွေရကနေပြီးတော့ထုတ်ပြန်ခဲ့တဲ့ overstay လို့ခေါ်တဲ့တရားမဝင်နေထိုင်တဲ့နိုင်ငံတွေစင်းကို ထုတ်ပြန်တဲ့အခါမှာကျွန်တော်တို့မြန်မာနိုင်ငံကမပါခဲ့ပါဘူး။အရင်တော့ကတော့ overstay တရားမဝင်နေထိုင်တဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေရှိကောင်းရှိခဲ့ပါလိမ့်မယ်။ဒါပေမဲ့2021ခုနှစ်နောက်ပိုင်းမှာဂျပန်ဆွေရကနေပြီးတော့ဒီလူသားချင်းစာနာထောက်ထားမှုဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ဒီတုတ်တေးကတ်စတိုဗီဇာကိုထုတ်ပေးခဲ့ပြီးနောက်ပိုင်းမှာ ီလိုလူမျိုးတွေကလည်းဒီဗီဇာကိုပြောင်းလဲလျှောက်ထားပြီးတော့နေထိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီ overstay လို့ခေါ်တဲ့တရားမဝင်နေထိုင်တဲ့နိုင်ငံတွေစီးရင်ထဲမှာကျွန်တော်တို့နိုင်ငံမပါခဲ့တာလို့ပဲထင်ပါတယ်။ဒါဆိုလို့ရှိရင်တုတ်တေးကတ်စတိုဆိုတာဘလို့ဗီဇာအမျိုးအစားလဲဆိုတာကိုအနေငယ်ရှင်းပြပေးခြင်းပါတယ်။တုတ်တေးကတ်စတိုဆိုတဲ့ဒီခေါင်းစဉ်အောက်ကနေပြီးတော့ထုတ်ပေးတဲ့ဗီဇာအမျိုးအစားတွေအများကြီးရှိပါတယ်။ ဥပမာဂျပန်နိုင်ငံမှာဂျပန်စာကျောင်းကောလိပ် တက္ကသိုလ်တစ်ခုခုကိုတက်ရောက်ပညာသင်ကြားနေပြီးတော့ကျောင်းပြီးဆုံးသွားတဲ့အခါမှာနိုင်ငံကိုမပြန်သေးဘဲနဲ့ဂျပန်နိုင်ငံမှာပဲဆက်လက်နေထိုင်ပြီးတော့ဒီအလုပ်ရှာခြင်းတဲ့သူတွေအတွက်ထုတ်ပေးတဲ့6လတက်တန်းရှိတဲ့ဒုတ်သေးကတ်စတိုဗီဇာအမျိုးအစားရှိသလိုဒီဂျပန်နိုင်ငံမှာကာလာတိုလာရောက်နေထိုင်ပြီးတော့ပညာရေးနဲ့ဆိုင်တဲ့ပွဲတွေတက်ရောက်တဲ့သူတွေလုပ်ငန်းနဲ့ဆိုင်တဲ့ဒီအစည်းအဝေးတွေတက်ရောက်တဲ့သူတွေနဲ့တခြားသောမိသားစုနဲ့ဆိုင်တဲ့ကိစ္စတွေကိုလာရောက် တဲ့အခါမှာထုတ်ပေးတဲ့တုတ်သေးကတ်စတိုဗီဇာအမျိုးအစားလည်းရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကိုထုတ်ပေးနေတဲ့ဒီတုတ်သေးကတ်စတိုဗီဇာအမျိုးအစားကတော့ဒီလူသားချင်းစာနာထောက်ထားမှုဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ဒီနိုင်ငံကိုပြန်သွားလို့ရှိရင်အသက်အရွယ်ရှိတဲ့လုံခြုံမှုမရှိဘူးလို့ယူဆတဲ့အတွက်ထုတ်ပေးထားတဲ့ဗီဇာအမျိုးအစားပဲဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ဒီတုတ်သေးကတ်စတိုဗီဇာကိုဘယ်လိုလူမျိုးတွေရှောက်ထားခွင့်ရှိသလဲဆိုတာကိုအနည်းငယ်ထပ်ပြီးတော့ရှင်းပြပေးခြင်းပါတယ်။ ဥပမာဂျပန်နိုင်ငံမှာဂျပန်စာကျောင်းကောလိပ်တက္ကသိုလ်တခုခုကိုတက်ရောက်ပညာသင်ကြားနေပြီးတော့ကျောင်းပြီးဆုံးသွားတဲ့အခါမှာနိုင်ငံကိုအပြန်သေးပဲနဲ့ဂျပန်နိုင်ငံမှာဆက်လက်နေထိုင်ခြင်းနဲ့သူတွေအတွက်ဒီဗီဇာကိုပြောင်းလဲလျှောက်ထားခွင့်ရှိပါတယ်။နောက်ထပ်တစ်မျိုးကတော့ဂျပန်နိုင်ငံကိုဒီအလုပ်တင်သင်တန်းသားဗီဇာတုတ်ဒေဂီနိုလို့ခေါ်တဲ့အထူးကျန်းကျင်ဗီလောက်သားဗီဇာတွေနဲ့လာရောက်လုလုကင်နေပြီးတော့ဗီဇာတက်တန်းကုန်ဆုံးသွားတဲ့အခါမှာနိုင်ငံကိုမပြောင်းခြင်းသေးတဲ့သူတွေအတွက် ဒီဗီဇာကိုပြောင်းလဲလျှောက်ထားပြီးတော့နေထိုင်ခွင့်ရှိပါတယ်။တချို့ကလည်းဂျပန်နိုင်ငံကိုအလဲဗီဇာနဲ့လာရောက်လဲပတ်ပြီးတော့ဒီနိုင်ငံကိုရောက်မှဒီတုတ်ကတိခါစတိုဗီဇာကိုပြောင်းလဲလျှောက်ထားပြီးတော့ဒီမှာဆက်လက်နေထိုင်နေတဲ့သူတွေလည်းရှိပါတယ်။ဒါပေမဲ့မကြာသေးခင်ကဂျပန်အစိုးရကနေပြီးတော့ဒီဗီဇာကိုထုတ်ပေးတဲ့အခါမှာအနေငယ်တင်းကျပ်မှုတွေရှိလာခဲ့ပါတယ်။ ကြောင့်လဲဆိုလို့ရှိရင်တချို့ကဂျပန်ကိုចောင်းသားဗီဇာနဲ့လာရောက်ပြီးတော့မှចောင်းမပြီးဆုံးသေးခင်မှာပဲဒီဗီဇာကိုပြောင်းလဲလျှောက်ထားတဲ့သူတွေရှိလာတယ်လို့တချို့ကလည်းဂျပန်နိုင်ငံကိုအလုံးနဲ့လာရောက်ပြီးတော့မှဒီအလုံးတက်တန်းမကုံဆုံးသေးခင်မှာပဲဒီဗီဇာကိုပြောင်းလဲလျှောက်ထားတဲ့သူတွေရှိလာတဲ့အတွက်ကြောင့်မလို့ဂျပန်အစိုးရကနေပြီးတော့ဒီလိုလူတွေအတွက်ဒီចောင်းသားဆိုလို့ရှိရင်လဲចောင်းပြီးဆုံးចောင်းထောက်ခံစာအလုံးသမားဆိုလို့ရှိရင်လဲဒီအလုံးပြီးဆုံးအောင်လုပ်ခဲ့ចောင်းဒီထောက်ခံစာ ဒါမှမဟုတ်လို့ရှိရင်လည်းဒီအလုတ်ထွက်ခဲ့တယ်ဆိုလို့ရှိရင်လည်းလှုပ်ရှင်ထန်ရနေပြီးတော့ဒီထွက်စာဒီလိုမျိုးတွေပါမှထုတ်ပေးမယ်ဆိုပြီးတော့တင်းကျပ်မှုတွေရှိလာခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းသူတို့တွေကဘလို့အခက်ခဲတွေရှိလဲဆိုတာကိုမသိနိုင်ပေမဲ့ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ចောင်းသားဆိုလို့ရှိရင်လည်းဒီဂျပန်စာចောင်းတက်နေဆိုလို့ရှိရင်လည်းဂျပန်စာចောင်းကိုပြီးဆုံးအောင်တက်စေချင်ပါတယ်။အလုတ်နဲ့လာခဲ့ရဆိုလို့ရှိရင်လည်းဒီအလုတ် နှစ်ပြည့်အောင်လို့ဒီဗီဇာလုတ်ပြီးတော့မှဒီဗီဇာကို ပြောင်းလဲလျှောက်ထားစီခြင်းပါတယ်။တကယ်လို့အလုတ်ခွင်ထဲမှာကိုကအနိုင်ကျင့်မှုတွေရှိတဲ့အဆင်မပြေမှုတွေရှိရဆိုလို့ရှိရင်လည်းအလုတ်ရှင်တတိဒါမှမဟုတ်လို့ရှိရင်ကုမီအိုက်နဲ့တေချာဆွေးနွေးပြီးတော့မှဒီအလုတ်ရှင်ကထန်ရနေပြီးတော့ဒီအလုတ်ထွက်ခွင်ထောက်ခံစာကိုတည်တည်ကြာယူပြီးတော့မှဒီဗီဇာကိုပြောင်းလဲလျှောက်ထားတာအကောင်းဆုံးပဲဖြစ်ပါတယ်။ဒီလိုထောက်ခံချက်တွေပါမှဒီဗီဇာကို ထုတ်ပေးတဲ့အတွက်ကြောင့်မလို့ဒီအရန်ကိုတတိထားဖို့လိုအပ်ပါတယ်။ ဘလိုပဲဖြစ်ဖြစ်ဂျပန်အစိုးရကနေပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်ဒီလိုဗီဇာကိုထုတ်ပေးနေတဲ့အတွက်ကြောင့်မလို့ဒီမှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေတော်တော်အဆင်ပြေတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံသားတွေအနေနဲ့နောက်တစ်ခုတတိထားမှာဂျပန်နိုင်ငံရဲ့နိုင်ငံရေးပြောင်းလဲမှုပဲဖြစ်ပါတယ်ဒီလွန်ခဲ့တဲ့6လပိုင်းလောက်ကစပြီးတော့ဂျပန်နိုင်ငံမှာဒီနိုင်ငံသားတွေနဲ့ပတ်သက်ပြီးတော့ဆန္ဒပြမှုတွေအကြီးအကျယ်ဖြစ်ပေါ်လာခဲ့ပါတယ် 9လပိုင်းမှာအထက်လွှတ်တော်ရေကောက်ပွဲကိုကျင်းပခဲ့ပြီးတော့ရေကောက်ပွဲမဲဆဲကာလအတွင်းဂျပန်လွှတ်တော်အမတ်တွေကနိုင်ငံသားမူဝါဒနဲ့ပတ်သက်ပြီးတော့မဲဆွေစည်းရုံးပွဲတွေကနေတစားတတစားပုံမဆိုးဝါးလာခဲ့ပြီးတော့10လပိုင်း9လပိုင်းမှာဒီလာဝကကိုဂျပန်ပြည်သူတွေကကြီးကျယ်ဆန္ဒပြမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ဒီအထက်လွှတ်တော်ရေကောက်ပွဲမှာလည်းရခိုင်ဝင်ကြီးချုပ်ဖြစ်တဲ့ Liberal Democratic Party ADP ရဲ့ကောင်းဆောင် ဒီရှီဂေရူအီရှိဘကအထက်လွတ်တော်ခုံနေရတော်တော်များများကိုဆုံးရှုံးခဲ့ရတဲ့အတွက်ကြောင့်မလို့ပါတီတွင်းမယုံကြည်မှုတွေကြဆင်းခြင်းဂျပန်စီးပွားရေးကြဆင်းမှုတွေနဲ့အတူဒီနိုင်ငံသားမူဝါဒရည်အနေနဲ့ပတ်သက်ပြီးတော့ PR တွေအမျိုးမျိုးကြောင့်ယာဒုကနေအနားယူဖို့အထိဆုံးဖြတ်ခဲ့ပါတယ်။အဒီနောက်ပိုင်းမှာတော့ပါတီတွင်းကောင်းဆောင်ရွေးချယ်ပွဲကိုကျင်းပခဲ့ပြီးတော့အသက်64နှစ်အရွယ်ဒီကွန်ဆာဗေးတစ်နိုင်ငံရေးသမားဖြစ်တဲ့ဒီတကိုက်အချီဆန္ဒအေးဆိုတဲ့မျိုးသမီးက ဒီ ADP ပါတီရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။အဲ့ဒီနောက်ပြီးခဲ့တဲ့အော်တိုဘာလ22ရက်နေ့မှာတော့ဒီဝန်ကြီးချုပ်ရေးချုပ်ပွဲကိုကျင်းပခဲ့ပြီးတော့ဒီတာကာအီချီဆန်နာအေဆိုတဲ့အမျိုးသမီးဟာဂျပန်နိုင်ငံရဲ့ပထမအဦးဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။အဲ့ဒါနဲ့တပြိုင်တည်းဒီနိုင်ငံသားမူဝါဒကိုကင်တွယ်ဖို့အတွက်အိုနိုဒါဆိုတဲ့ဒီအသက်42နှစ်အရွယ်အမျိုးသမီးကိုတာဝန်ပေးအပ်ခဲ့ပါတယ်။ ဒီအမျိုးသမီးကယင်လွတ်တော်အတွင်းမှာလည်းဒီနိုင်ငံသားတော်ယူနဲ့ပတ်သက်ပြီးတော့အရန်ကိုဝေဖန်ခဲ့တဲ့သူအဖြစ်အရန်ကိုနာမည်ကြီးပါတယ်။အထူးသဖြင့်တရုတ်လူမျိုးတွေနဲ့ပတ်သက်ပြီးတော့အပြင်းထန်ဝေဖန်ခဲ့တဲ့သူပဲဖြစ်ပါတယ်။သူမကစကားပြောတာပြတ်သားတဲ့အပြင် လောလောတဲ့အခါမှာလည်းဒီတည်တတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နိုင်ငံသားတွေအနေနဲ့ဒီမကိုအထူးကိုစောင့်ကြည့်ဖို့လိုအပ်ပါတယ်။ ဒီလိုနိုင်ငံရေးပြောင်းလဲမှုတွေရှိလာခဲ့တဲ့အပြင်ဂျပန်ပြည်သူတွေရဲ့နိုင်ငံသားတွေနဲ့ပတ်သက်ပြီးတော့ဆန္ဒပြမှုတွေရှိလာခဲ့တာကြောင့်ဂျပန်အစိုးရကနေပြီးတော့နိုင်ငံသားတွေနဲ့ပတ်သက်ပြီးတော့ဒီဒီချာစီစဉ်နဲ့ဆောင်ရွက်လာနိုင်သလိုနိုင်ငံသားတွေနဲ့ပတ်သက်တဲ့မူဝါဒတွေလည်းပြောင်းလဲလာနိုင်ပါတယ်။ဂျပန်နိုင်ငံရဲ့လက်ရှိဝင်ကြီးချုပ်ဖြစ်တဲ့တာကာအီချီဆန္ဒအေးရဲ့မိန့်ခွန်းတွေကိုကြည်ရတဲ့လောက်ကတော့ဂျပန်နိုင်ငံမှာခလေးမွေးဖွားနှုန်းကျဆင်းမှုကြောင့်ဒီလူဦးရေကျဆင်းမှု ဒါပြင်လုံတိုင်းအင်အားမလုံလောက်မှုပြဿနာတွေကိုရင်ဆိုင်နေရတာကြောင့်နိုင်ငံသားလုံသားတွေရဲ့အင်အားကအရန်ကိုလိုအပ်တယ်ဆိုတော့ကိုသူမလည်းလက်ခံတဲ့သဘောရှိပါတယ်။ဒါကြောင့်မို့လို့နိုင်ငံသားတွေနဲ့အတူရှင်တွဲနေထိုင်နိုင်ဖို့ဆိုပြီးတော့ဒီအိုနိုဒါဆိုတဲ့ဒီအမျိုးသမီးကိုနိုင်ငံသားအရေးကင်တွေဖို့ဒီဝင်ကြီးနေရာခန့်အပ်ခဲ့တာပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်းဒီရာဇဝတ်မှုချိုးဖောက်တဲ့သူတွေအထူးသဖြင့်ဒီဂျပန် စင်မြင်ဥပဒေတွေကိုမလိုက်နာတဲ့သူတွေကိုလည်းတစ်ဖက်ကနေပြီးတော့တည်တည်ကြာကင်တွယ်ဖို့ရှိနေပါတယ်အထူးသဖြင့်တရားမဝင်နေထိုင်တဲ့နိုင်ငံသားတွေအရေးနဲ့ဒီနမ်မင်းလို့ခေါ်တဲ့ဒုက္ခတွေလိန်လေပြီးတော့ရှောက်ထားတဲ့သူတွေကိုသူကြက်ကြက်မက်မက်နဲ့ကင်တွယ်မယ်ဆိုပြီးတော့သူမက ပြောသွားခဲ့ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းဂျပန်နိုင်ငံမှာတရားဥပဒေနဲ့ညီနေထိုင်ပြီးတော့ဒီတည်တည်ကြာအလုပ်လုပ်နိုင်တဲ့နိုင်ငံသားတွေအတက်ကတော့ဒီစိုးရိမ်မှုမရှိဘူးဆိုပြီးတော့ပြောကြားသွားခဲ့ပါတယ် လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံသားတွေကိုထုတ်ပေးနေတဲ့ဒီ Tokyo Custo Visa မျိုးစားနဲ့ပတ်သက်ပြီးတော့ဒီဂျပန်နိုင်ငံရဲ့ဒီအစိုးရအဖွဲ့အစည်းတွေကနေပြီးတော့ဘာမှဒီတူတူကြကြထုတ်ပြန်တဲ့ထုတ်ပြန်ချက်တွေကတော့မရှိသေးပါဘူး။ခင်မကြသေးခင်ကဂျပန်အစိုးရကနေပြီးတော့ထုတ်ပြန်ခဲ့တဲ့ဒီတရားမဝင်နေထိုင်တဲ့သူတွေစီရင်ကိုထုတ်ပြန်ခဲ့တဲ့အခါမှာလူပေါင်းအယောက်9000ကျော်ဝန်းကျင်ခန့်ရှိပါတယ်။အဲဒီလိုလူတွေကိုဒီလာမယ့်2030ခုနှစ်အထိဒီထုတ်ဝက်ခံ တရားမဝင်နေထိုင်တဲ့သူတွေကိုရှော့ချဖို့စ조사တော့မယ်လို့လည်းဖော်ပြခဲ့ပါတယ်။ဒါကြောင့်မို့လို့ဂျပန်အစိုးရရဲ့လက်ရှိမူဝါဒကဒီတရားမဝင်နေထိုင်တဲ့နိုင်ငံသားတွေနဲ့ဒီနမည်လို့ခေါ်တဲ့ဒုက္ခတွေကိုလိန်လေပြီးတော့ရှောက်ထားတဲ့သူတွေကိုအဓိကထားပြီးတော့ကင်တွယ်သွားဖို့ရှိနေတယ်ဆိုတာတော့သိကြပါတယ်။တစ်ဖက်မှာလည်းဒီနိုင်ငံသားတွေနဲ့ပတ်သက်ပြီးတော့ဒီဗီဇာတိုးတဲ့အခါမှာစစ်ဆေးမှုတွေကပုံမတင်းကျပ်လာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ဂျပန်နိုင်ငံမှာနေထိုင်တဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့လည်းဒီဂျပန်အစိုးရကချမှတ်ထားတဲ့ဒီတရားဥပဒေနဲ့အညီနေထိုင်ပြီးတော့စီမင်းစည်းကမ်းတွေကိုတည်တည်ကြကြလိုက်နာမယ်ဆိုလို့ရှင်တော့တိတ်ပြီးတော့အနေရမရှိပါဘူး။ဒါပေမဲ့တစ်ဖက်မှာလည်းဒီတုတ်သေးကာစတိုဗီဇာဆိုတာဒီတခြားဗီဇာတွေကိုပြောင်းလဲပြီးတော့ရှောက်ထားပြီးတော့နေထိုင်ခွင့်ရှိတဲ့အတွက်ကြောင့်မလို့ဒီလိုအခြေမျိုးမှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့တခြားဗီဇာတွေကိုပြောင်းလဲရှောက်ထားပြီးတော့နေထိုင်တာအကောင်းဆုံးပဲဖြစ်ပါတယ်။ တကယ်လို့အဆင်မပြေဘူးဆိုလို့ရှိရင်လည်းဒီဗီဇာနဲ့ပဲဆက်လက်နေထိုင်လဲတက်ပြီးတော့ပြဿနာမရှိဘူးလို့ယူဆမိပါတယ်အဆုံးထိနောက်ထောင်ပေးတဲ့ဒရိုက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်